မင်္ဂလာပါတတမီမီတို့ရေအခုကတော့တာရတ်သမီးတို့အတွက်ဇလန်းပုံပြင်လေးနားထောင်ရမယ့်အချိန်လေးဖြစ်ပါတယ်ကွယ်တန်တိပင်နဲ့လူငယ်လေးကြောင်းပဲဖြစ်ပါတယ်ဒီပုံပြင်လေးလေးကနေပြီးတော့တာရတ်သမီးတို့အတွက်အတူယူစရာသင်ငန်းစာယူစရာတွေအများကြီးပဲပါပါတယ်ဟိုးရှိရှိတော့ငါပေါ့ကွယ်အလွန်ကြီးမားတဲ့ပန်တိပင်ကြီးတပင်ရှိတာပေါ့ကောင်းလေးတယောက်ကအဲ့ဒီပန်တိပင်ကြီးကိုအလွန်ပဲချစ်ခင်တဲ့အတွက်ကြောင့် နေ့တိုင်းနေ့တိုင်းအပင်ကြီးနားမှာသွားပြီးတော့ကစားလေးရှိတယ်။သူဟာပန်းတိပင်ထိတ်ကိုတက်တယ်။ပန်းတိတွေကိုလည်းစားတယ်။အဲ့ဒီအပင်ကြီးရဲ့အရေးမှာခဏတာအိတ်ဆက်လေးလည်းရှိတာပေါ့။ဒီလိုနဲ့ကောင်လေးနဲ့ပန်းတိပင်ကြီးတို့ဟာအပြန်လန်တန်ရုံးစင်တွေရှိပြီးတော့ချစ်ခင်လာကြတယ်။ဒီလိုနဲ့အချိန်တွေကြာလာတဲ့အခါမှာကောင်လေးကတော့တဖြည်းဖြည်းအရွယ်ရောက်လာတာပေါ့အဲဒီတော့ ကောင်လေးကပန်းတိပင်ကြီးရဲ့နားမှာနေတိုင်းသွားပြီးတော့အချိန်ပြည့်မကစားနိုင်တော့ဘူးဒီတော့ပန်းတိပင်ကြီးကကောင်လေးကိုတတိယနေရာပေါ်ကွင်ဒီနေ့မှကောင်လေးကတိပင်ကြီးစီကိုရောက်လာတယ်ကောင်လေးရောက်လာတော့မြင်တော့ပန်းတိပင်ကြီးကအရန်ကိုဝမ်းသာသွားတာပေါ့ဒါပေမဲ့ကောင်လေးကိုကြည့်လိုက်တဲ့အခါမှာတော့သူကအရန်ဝမ်းနေနေတဲ့ပုံကိုမြင်နေရတယ်အဲ့တော့ပန်းတိပင်ကြီးကဒီလိုပြောတာပေါ့ကွင် လာလီကောင်လေးငါနဲ့လာကစားပါအောင်ဗန်တင်ပင်ကြီးကကောင်လေးကိုခေါ်လိုက်တာပေါ့ကွယ်အဲဒီခါမှာကောင်လေးကတော့ကျွန်တော်ကကလေးလေးတရားမဟုတ်တော့ပါဘူးဒါကြောင့်ဗန်တင်ပင်ကြီးနားမှာအချိန်ပြည့်မကစားနိုင်တော့ပါဘူးလို့ကောင်လေးကပြောရှာတယ်အဲဒီခါမှာတစ်ပင်ကြီးကစိတ်မကောင်းပါဘူးကောင်လေးရဲ့ငါမှမင်းကိုပြေဖို့ငွေတော့မပါဘူးဒါပေမဲ့ငါရဲ့ပန်းတီးတွေကိုအကုန်လုံးမင်းယူလိုက်ပါ ပြီးသွားတဲ့အခါမှာဒါရီကိုရောင်းချမယ်ဆိုရင်တော့မင်းငွေတွေရရှိလာမှာလို့ပြောလိုက်တာပေါ့ကွယ်။ဒါနဲ့ကောင်းလေးကအတော်စိတ်လှရှားသွားပြီးတော့ပန်းတီပင်ကြီးစီကပန်းတီတွေကိုခုပျော်ရှင်စွာနဲ့ပြန်သွားတာပေါ့ကွယ်။အဲဒီချိန်ကစပြီးတော့ကောင်းလေးကပန်းတီပင်ကြီးစီကိုပြန်မလာတော့ပါဘူး။ပန်းတီပင်ကြီးကတော့ဝမ်းနဲ့နေလျက်ပေါ့ကွယ်။တဖြည်းဖြည်းအချိန်ကြီးကြာလာတဲ့အခါမှာတော့ တနေ့မှကောင်းလေးကလူကြီးတယောက်ဖြစ်နေပြောင်းလဲသွားတာပေါ့ကောင်းလေးကပန်းတီပင်ကြီးစုနောက်တစ်ခေါက်ပြန်ရောက်လာတယ်ပထမတော့ငါလိုပဲသူ့ရဲ့မျက်နှာမှာဝမ်းနည်းမှုတွေပေါ်လွင်နေတာပေါ့ဒါပေမဲ့ပန်းတီပင်ကြီးကတော့သူ့ကိုအမြဲတမ်းနှွေးထွေးစွာနဲ့ကြိုဆိုပြီးတော့ဟာကောင်းလေးငါရှိ ው လာတာလားကွာလာပါဦးငါနဲ့တူတူကစားပါဦးလို့ပြောတာပေါ့ကွယ်ဒါပေမဲ့ ပန်းတီပင်ကြီးကအဲ့လိုပြောပြီးမဲ့ကောင်လေးကတော့ဝမ်းနည်းစွာနဲ့ပဲဒီလိုလေးပြောလိုက်တယ်။ကျွန်တော်မှပန်းတီပင်ကြီးနဲ့တူကစားဖို့အတွက်အချိန်မရှိတော့ပါဘူး။အခုဆိုရင်မိသားစုအတွက်အချိန်တွေများကြီးပြေးပြီးအလုံးလုံးနေရတယ်။ကျွန်တော်တို့နေဖို့အတွက်အခုဆိုရင်အိမ်တလုံးလိုအပ်နေတယ်။ဒါကြောင့်ခမ ्या ကကျွန်တော်ကိုကူညီနိုင်မလားလို့မေးလိုက်တယ်။အဲ့ဒီအခါမှာပန်းတီပင်ကြီးကအစိမ်ကောင်းမအောင်ကောင်လေးရဲ့ငါမင်းကိုအိမ်တလုံးတော့မပေးနိုင်ဘူး။ဒါပေမဲ့ ငါရဲ့အပင်မှာရှိနေတဲ့အကိုင်းခက်တွေကိုချိုးပြီးတော့မင်းကျွဲအိမ်တလုံးတိဆောက်ပါလို့ပြန်ပြောလိုက်တာပေါ့ဒါနဲ့လူကြီးတယောက်ဖြစ်လာရေးဖြစ်တဲ့ကောင်လေးကပန်းဒီပင်ကြီးရဲ့အကိုင်းခက်တွေခုတ်ပျော်ရှင်စွာနဲ့ပြန်သွားတာပေါ့ကွယ်ပန်းဒီပင်ကြီးကတော့ကောင်လေးပျော်နေတာကိုကြည့်ပြီးဝမ်းသာနေတော့တာပဲကွယ်အဲ့ဒီချိန်ကစလို့ကောင်လေးဟာသူ့စီထက်ပြီးရောရောက်လာတော့ပြန်မှုပန်းဒီပင်ကြီးဟာတခါထက်ပြီးရောအကြီးကျယ်ဝမ်းနေရပြန်တာပေါ့ကွယ် အချိန်တွေအများကြီးကြာသွားပြီးတဲ့နောက်နေရာဒီနေ့တနေ့မှာတော့တန်တီးပင်ကြီးစီကိုကောင်လေးဟာနောက်တစ်ခေါက်ပြန်ရောက်လာပြန်နေအဲ့ဒီအချိန်မှာတန်တီးပင်ကြီးကကောင်လေးကိုတွေ့သွားတော့အယံဝမ်းသာသွားတာပေါ့ဒါနဲ့ဟေးကောင်လေးကောင်လေးငါနဲ့တူတာကစားပါအောင်လို့တန်တီးပင်ကြီးကဝမ်းသာစွာနဲ့ခေါ်လိုက်တာပေါ့ကွယ်အဲ့ဒီအချိန်မှာကောင်လေးကကျွန်တော်ဟာအသက်ကြီးနေပြီဒါကြောင့်ကျွန်တော်အပန်းဖြေဖို့ထွက်လာခဲ့တာပါ ကျွန်တော်ကိုတီတစီပေးလိုက်မလားလို့အဲ့လူကပြောလိုက်တယ်။ဒီအခါမှာပန်းကြီးပင်ကြီးကမငင်းရှာပဲနဲ့"โอเคငါ့ရဲ့ပင်စီကိုခုတ်လဲပြီးတော့မင်းအတွက်တီတစင်းတီဆောက်လိုက်ပါ"အဲ့ဒီကမင်းမြစ်ထဲကိုရွံ့လင်ပြီးတော့အပန်းပြစ်နိုင်လိမ့်မယ်လို့ပြောရှာတာပေါ့ကွယ်။ဒါနဲ့အဲ့လူကပန်းတီပင်ကြီးရဲ့ပင်စီကိုခုတ်လဲပြီးတော့လေတစင်းတိဆောက်ကမြစ်ပြင်ထဲကို အပန်းပြေဖို့အတွက်ပျော်ရွှင်စွာထွက်ခွာသွားတာပေါ့ အဲ့ဒီအချိန်ကစပြီးတော့ကောင်လေးဟာဘယ်တော့မှပြန်မလာတော့ပြန်ဘူးဒီလိုနဲ့နောက်ဆုံးမှာတော့နှစ်ပေါင်းများစွာကြာပြီးတဲ့အခါမှာသူကပန်းတီပင်ကြီးစီကိုနောက်တစ်ခေါက်ပြန်လာခဲ့ပြန်တယ်ပန်းတီပင်ကြီးကတော့ဒီချိန်မှာစိတ်မကောင်းပါဘူးကောင်လေးရဲ့ငါမှမင်းကိုပေးဖို့အတွက်ဘာမှမရှိတော့ပါဘူးမင်းအတွက်ပန်းတီတွေလည်းမရှိတော့ဘူးအဲ့ဒီခါသူကဘလို့ပြောလဲဆိုတော့ကိစ္စမရှိပါဘူးဗျာကျွန်တော်မှပန်းတီတွေကို깟စားဖို့အတွက် တွားတွေလည်းမရှိတော့ဘူးဒီခါပန်းသီးပင်ကြီးကမင်းတက်ပြီးစော့ကစားဖို့အတွက်ပင်စီတွေလည်းမရှိတော့ပါဘူးလို့ပြောပြန်တော့အဲ့လူကကျွန်တော်လဲအပင်ပေါ်တက်ပြီးတော့ကစားနိုင်မှုအတွက်မစွမ်းဆောင်နိုင်တော့ပါဘူးအိုနေပါပြီလို့ပြန်ပြောရှာတယ်ပန်းသီးပင်ကြီးကငါကတကယ်ကိုစိတ်မကောင်းပါဘူးကွယ်မင်းတက်ပြီးစရာဘာမှမရှိတော့ပါဘူးဒါပေမဲ့တခုပဲငါရဲ့တည်ဆုံးနေပြီဖြစ်တဲ့အမြင့်တွေတော့ကြံပါသေးတယ်လို့ပန်းသီးပင်ကြီးက မျက်ရည်တွေနဲ့ပြောရှာတာပေါ့အဲဒီချိန်မှာကောင်းလေးကကျွန်တော်အခုချိန်မှာအများကြီးမလိုချင်တော့ပါဘူးဒါပေမဲ့အေဂျင့်ရဲ့နေရာလေးမှာထာဝရနားယူချင်ပါတယ်ကျွန်တော်နှစ်ပေါင်းများစွာလဲကြိုးစားခဲ့ပြီးမို့လို့အဲဒီလူကပြန်ပြောရှာတယ်အဲ့တော့ပန်တီပင်ကြီးက okay ကောင်းပါပြီအပီအိုရဲ့မြစ်တွေဟာမင်းတွေနားခုစရာကောင်းဆုံးပေါ့ကောင်းလေးရဲ့ဒီနေရာမှာငါးမြစ်တွေကိုမှီပြီးတော့ နှိမ့်ပါငါနဲ့တူတူငိမ့်ချစွာနေပါလို့ပန်းတိပင်ကြီးကပြောရှာတာပေါ့အဲဒီခါမှာအဲဒီလူကပန်းတိပင်အိုရဲ့အမြင့်တေပေါ်မှာမှီပြီးတော့ဟဲချလိုက်တယ်အဲတော့ပန်းတိပင်ကြီးကဝမ်းတာပြီးတော့သူ့မျက်နှာမှာပြုံးရွှင်လို့မြေကြီးတွေစီးကြလာပါတော့တယ်ကွယ်အဲတော့ဒါတို့တမီးတို့ရင်ဒီဇလန်းပုံပြင်လေးကတော့ပန်းတိပင်ကြီးဆိုတာကဒါတို့တမီးတို့အားလုံးရဲ့မိဘတွေဖြစ်ခြင်း ကောင်းလေးဆိုတာကတော့သားသမီးတွေဖြစ်တယ်။အဲ့တော့အပင်အိုကြီးကအမြဲတဲ့အနစ်နာခံပြီးတော့သားသမီးတွေကိုကူညီဆောင်ရှောက်တယ်လို့ဒါရုသမီးတို့ကလည်းမိဘတွေရဲ့မြစ်တာတွေကိုတရှိနားလဲပြီးတော့ဒါရုသမီးတို့ငွေရစင်ခါတွေကနေပြီးတော့မိဘတွေကို တိတက်စွာနဲ့ကူညီဖိမှန်ဆောင်ရှောက်သွားမယ်ဆိုရင်လိမ္မာတဲ့သားရဲ့သမီးရဖြစ်မယ်ဆိုတာကို ပြောချရင်းနဲ့ဒီပုံမြင်လေးတွေကနေပြီးတော့တင်ငန်းစာတွေယူတက်စီဖို့အတွက်ရည်ရွယ်ပါတယ်ကွယ် နားဆင်ပေးတဲ့တားရဲ့တမီတယောက်ချင်းစီတိုင်းကိုလည်းကျေးဇူးများရတင်ပါတယ်။ဒီပုံမြင်လေးကိုနန်းထောင်တွင်ရတဲ့သူတွေအားလုံးလည်းစိတ်ချမ်းသာကုကျမ်းမာနဲ့ပြည့်စုံကြပါစေရှင်။